စာတက်တဲ့ဘုန်းကြီးတွေအလုံးမလုပ်ဘူးဆိုစာမတက်တဲ့ဘုန်းကြီးတွေအလုံးလုပ်ကြမယ်အဲ့ဒီကြမှာရှင်များတို့သွားပြီးမကျင်မနဲ့လုပ်အောင်နေနဲ့ရှင်များတို့တို့အလုံးလုပ်တာပုံစံမကြလို့အရင်ပါတဲ့သူတွေအရာရောက်ရှင်များတို့ကိုကိုရေးပါတဲ့ထင်အရာရောက်အောင်လို့အရာရောက်ပြီဆိုရင်တော့ရှင်များတို့လုံးသမျှအောင်မြင်ပါပဲအဲ့ဒီကြရင်တို့စာတက်တဲ့ပုဂ္ဂိုလ်တွေကအရေးပါအရာရောက်သွားပြီဆိုသာနာကောင်းတယ်ဟုတ်ရေးပါတဲ့သူတွေအရာရောက်တော့နောက်ကလိုက်ဖြည့်ရှင်းရတာပြဿနာတက်ပြီးမှဖြည့်ရှင်းရတာကုစားနိုင်ရင်ဆိုတော့ဒဏ်ရာတော့ကျန်တယ်သာနာအတွက်ဒဏ်ရာရတာရှင်များတို့တို့ညံ့လို့ဒီလိုအလုတ်ကောင်းကောင်းမလုပ်နိုင်သေးလို့ ဒါကြောင့်အခုအရှင်ဘုရားတို့စာခေါ်ပြီးတော့အတွေ့အကြုံတွေအတွေ့အမြင်တွေဖွင့်ပေးတယ်ဆိုတာအရှင်ဘုရားတို့ရဲ့အရှင်ကိုယုံလို့ဗျာဆရာတော်ကလည်းအားကိုးခြင်းတယ်တပည့်တော်တို့ကလည်းဒါတွေအားကိုးခြင်းတယ်တန်ခါရဲ့အဓိကအကုန်ကြီးတွေဟာယူသားခြင်းအစယူသားရမယ်ဖြောင်းမဲ့ရမယ်ဥတိကျမှန်ရမယ်ယူသေးခံရအောင်ခြင်းရအယူသေးခံရအောင်ခြင်းဆိုတော့အလုံးမလို့ရှင်ဘုရားတို့အခုအခုတောထွက်ဖုံကြီးတွေလေလူကြီးလေတွေဗျာလူဘဝတွေသူတို့စကားပြောတာနဲ့ရှင်ဘုရားတို့စကားပြောတာဘု து သွားယူသေးမှာ သူတို့ရိုးသေးတယ်ဗျလူရည်လေတာဟုတ်ဗျဒီပြီတော့ရိုး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 နေုံနဲ့မပြီးဘူးတဲ့ဘုန်းကြီးမှန်ရိုးသားရတယ်သူတို့ပြည့်ကမ္မထမ်းပြတဲ့ဘုန်းကြီးဘိုးရိုးသားဖို့လိုတယ်အဲမရိုးသားဘဲနဲ့အာတကို့အတွေးလို့လို့ကို့အမြင်လို့လို့ပြောယောဂီရဲ့ယုံနေငါအာရီငါအာရီလို့ပြောရင်လူရည်ကြက်ချင်မှကြိုက်မှာအာလဲအာရယ်လေပရိယတိနေမဲ့သူတို့မှစီဘူးဗျအဲရှင်များတို့လိန်ရဲဖို့ပဲလိုတယ်အဲ့ဒါကနေ့အခုအခုအဲ့ကိုတော်တွေဖြစ်တဲ့အခါဟိုတိုင်းပြည်ဘယ်လိုဖြစ်တော့ ကမ္မရံပฏิပတ်နယ်ပယ်မှာနာမည်တော်ပြထားသွားအဲ့ဒါအရှင်ဘုရားတို့စာတက်တဲ့အရှင်ဘုရားတွေကစာဖတ်ပြီးတော့ကြင့်ပြီးပြောကြဗျာလူတွေကအဲ့အလိန်သိခံရင်လားဒါကြောင့်မာကန်တို့ဆရာတို့ဘုရားကြီးကပြောတယ်လင်ရင်တဲ့သူကနည်းနည်းရတယ်အလိန်ခံရင်တဲ့သူကများတာဟုတ်တယ်ဒီပြောတော့အလိန်ခံရင်တဲ့သူကများဘုသူတ္တမရှိဘူးလေအလိန်ခံရင်တဲ့သူကများတယ်နည်းနည်းလေးရှင်ဘုရားတို့မရှက်ဘူးဆိုရင်လေမြန်မြန်ပုံကြည့်တယ်ဒီပြောတော့ကြောက်တယ်ကြောက်တယ်နော်ပါသီကတဲ့တောင်ကြောက်စရာကောင်းရင်ကောင်းလိမ့်မယ်ဘာပြောလို့ဆိုတော့ပါသီကကကိုယ်ပဲခံရတာလေ အဲ့ဒါမှလိန်လိုက်ပြီဘုရားဟောစာတွေကိုမဟုတ်ဘဲနဲ့ဟုတ်တယ်ပြောလိုက်ရင်ဘာဖြစ်သွားကျင့်တဲ့သူတွေကလိုက်ပြီးတော့နဖူးစွန်းနဲ့ဒူပုံခံကကိုကိုွယ်ပါလေဆရာလွဲကငရဲ့အပေအမြင့်တွေဝင့်တွေရှေလျာရာဒေဒီဆရာတော်ဘုရားကြီးတင်တယ်ဟုတ်လားအဲ့ဒါဆရာလွဲရင်ငရဲ့ပေအမြင့်တွေမယ်ခုနကဗာဒီကကြားလဲဆိုရင်ဆရာသူကြသူအပြစ်သူခံအောင်ပါလေတို့တော့ကမ္မထန်လွဲပြီလို့မရဘူးဒါကြောင့်ရှင်မြတ်တို့ဒီလိုပြောတာ ။တချို့ကျတော့ပါဠိတော်တွေညို့တော့မပေါက်ဘူးဆိုရင်ထာဂရတိကာတွေကြည်ရတယ်။ထာဂရတိကာတွေအကြည့်မတက်ဘူးဆိုရင်တို့ကဘာလို့ထာဂရတိကာတွေကို special ဖြန့်ထားတဲ့တကယ်ကိုကြမ်းကြမ်းကန်ခိုင်မာစွာအတော်ကိုယ်တိုင်လေ့လာသင်ယူပြီးတော့ကြင့်ကြံအားထုတ်ရတဲ့ဆရာတော်ဘုရားကြီးရဲ့ကျမ်းတွေကိုမလွတ်နဲ့။လေဒီဆရာတော်ဘုရားကြီးတို့မာကန်တော်ဆရာတော်ဘုရားကြီးတို့မာစီဆရာတော်ဘုရားကြီးတို့အခုပြောတဲ့ညောင်လေးပင်ဆရာတော်ဘုရားကြီးတို့တပည့်ကံဆရာတော်ဘုရားကြီးတွေရဲ့သာအုပ်ကိုလွတ်ပြီးမြန်ရှင်ဘုရားတို့ကမ္မထမ်းများရွတ်တော်မပြသေးခြင်းဘူးအကြံဉာဏ်ပြုပါတယ်ညီကိုတွေကို အန်နီရဲ့ကြီးလို့ဒီတော့ရှောက်ချင်တယ်ဗျအမိကိုရှိအောင်နေကြဗျဖះလွဲရင်အမိကိုကဲပြီးနေနိုင်တဲ့သူမရှိဘူးဒါတော့မြတ်စွာဘုရားရှင်အမိကိုဘာလို့သွားပြုတရားတော်ကိုနှလုံးသွင်းပြီးနေတယ်ဆိုဟုတ်လားအဲ့တော့အမိကိုကင်းမိနေလို့မရဘူးငါတက်မလို့နဲ့ဒါကြောင့်တပည့်တော်တို့ကစာတက်ဖြစ်အောင်မလုပ်အောင်အကိုကားတွေနဲ့စာပေထောက်တာတွေနဲ့ပြောနိုင်စွနိုင်ဖို့ကြိုးစားအယုသေခဏအောင်ကျင့်ဆိုတာကြိုးစားအထောက်ထားပါရကြောတက်ဆိုတက်ဟုတ်လားတင်တက်ပြတက်သုံးမတက်တာအဲ့ဒါအယုသေခဏတိုက်တာအရှင်မြတ်သုံးမပေးကြည့်ပါလား အဆုံးမကောင်သူတို့သဘောပေါက်အောင်တာဆုံးမပေးလိုက်ရင်တပည့်တော်ရှင်များကြည်ညိုလိုက်တာဗျာတပည့်တော်ဆရာကောင်းတွေ့ပါပြီဗျာနဲ့ဒီလိုမျိုးရှောက်ကြမှာပေါ့ဗျာတကယ်လဲချင်းကပ်လာကြလိမ့်မယ်ဟုတ်လားဗျာနော်ဒါကြောင့်အယုသေးခံထိုင်အောင်ကျင့်ဆိုတာတာဝန်ကြီးကြီးအဲ့ဒီ၄ခုလုံးကတပည့်တော်တို့အကြောင်းတရား၄ပါးလို့ဆရာတော်ဖွင့်တယ်။ကြောင်းလေးမင်းဆရာတော်ကကြောင်းလေးကျုံကကိုးပါသောဂုဏ်တော်တွေနဲ့ပြည့်စုံတော်မူသောအတန်ကတော်အရှင်မြတ်။အော်ဒီလိုမျိုးတပည့်တော်တို့ကအကြောင်းတရား၄ပါးရှိတယ်။အဲဒါကြိုးစားအားထုတ်ရမယ့်ရည်ချင်း၄ခု။ အကျိုးတရား၅ပါးတော့ဒီအချင်းလေးခုပြည့်ထားရင်ရပိုင်ခွင့်က၅ခုဗျာအောင်းနေရပါအောင်းနေရတက္ကိနေရရပိုင်ခွင့်ဗျာအဲ့ဒါကျိုးသားရတယ်ဟာမဟုတ်ဘူးကျိုးသားရတယ်ဟာ၄ခုဗျာပြောတော့ကသကားပြောတဲ့အခါကမ္မဋ္ဌာန်းပြတဲ့အခါစာအတိုင်းပြပါအတွေ့အကြုံနေတယ်မပြပါနဲ့အတွေ့အကြုံကနည်းနည်းလေးလုပ်ငန်းခွင့်မှာကမ္မဋ္ဌာန်းစစ်တဲ့အခါလုပ်ငန်းခွင့်မှာဒီလိုလေးဖြစ်တတ်တယ်လို့ပြောအဲ့ဒါတော့ရှင်ပြတို့အပြောမတတ်တဲ့ပလီချင်းနဲ့သိမ့်နေဆိုရင်ပါးသိကနဲ့ညှိသွားမယ် အတွေ့အကြုံပြောတာအန္တရာယ်ကြီးဆုံးပဲစာပြောတာဘာအန္တရာယ်မှမရှိဘူးဒါကြောင့်ဗာကျော်ဆရာတော်ပြည့်စာပြောအောင်မှာဘောတဲ့စာဆိုတာဖရားပဲလေဗျာရိုးရိုးသားသားနဲ့တည်းအတွေ့အကြုံပြောရည်ဆိုရင်တော့မယ်ဒီလိုလိုအဲ့ဒီအတွေ့အကြုံကလိမ္မာပန်းနဲ့ဆိုတာပြောဟန်ဆောင်ပေါင်းဆောင်သဘောနဲ့ကြွားချင်းဝါရင်နဲ့ပြောရင်ပါဒီကနဲ့ညှိနိုင်နေဆိုရဟာသတိထားရချက်ဖြစ်နော်အဲ့ဒါလေးဒီလိုတော့သတိပေးခြင်းပါလေစကားပြောရင်ဗာနဲ့ပြောစာနဲ့ပင်နဲ့ပြောစာဖတ်ပဲနဲ့ဗာသွားပြောအပေါတော့ကရပြော ပေါတော့ကရပြောရင်တော့စာဖတ်ရမှာမလို့ ို့တော့တက်တက်တူတူပြောရင်တော့ဘာလို့အောင်စာဖတ်မယ်ဗျာဟုတ်လားဒါကြောင့်တို့ရောရိုးသားဖို့ဖြောင်းမတ်ဖို့ဥတီချက်မှန်ဖို့ရိုးသေးခဏအောင်ကျင့်နိုင်ဖို့ဆိုတာစာပေဖတ်မှကိုရရှင်းရှင်းစရာတော့ဗျာကြီးမကရာလောဘအကျော်တို့ဆရာတော်ခင်ကြီးပြောတို့တပည့်တော်တို့ကမလေးဆရာတော်ဖျားကြီးတို့စာသိပ်ဖတ်တာဟုတ်ဗျာစာသိပ်ဖတ်တာအခုဒီပြောရှင်များတို့တိမ်ထဲမှာစာအုပ်တွေမတွေ့ဘူးလားမလေးဆရာတော်ကြီးဖတ်ခဲ့တာအဲ့ထက်ကိုကြမ်းနေများတယ်စာရိုက်ဗီဒီယိုကြီးနေထားတာဆရာတော်ဖျားကြီးဖတ်ခဲ့တဲ့စာတွေမလေးကိုဒီပြောခဏခဏရောက်တယ်ဗျာ ဒါကြောင့်စာသင်တဲ့အခါပညာသင်တဲ့အခါရှင်များတို့တရားဟောရင်လည်းနှလုံးသားနဲ့ဟောဗျာကရုဏာသေးသလားဟရယံကရုဏာနှလုံးသားနဲ့ဟောတာညစာဗျာဖះဖြစ်အောင်ကြိုးစားတဲ့ရည်ရွယ်ချက်ကွာဘာရှိလို့ကရုဏာရှိလို့ကိမေဧကိနဒိဏိနာပုရိသနာဌာမတ္တိနာသူရဲ့နှလုံးသားကြီးကဘယ်လောက်ကြီးလဲငါတယောက်တည်းလွတ်အောင်တော့ရုံးမနေဘူးမတန်ဘူးပေါ့ကျန်တဲ့ပုဂ္ဂိုလ်တွေကိုငါသာအကြီးချင်းတွေထပ်ပြီးဖြည့်လိုက်ရင် အများကြီးနဲ့နဲ့ကွာလူတွေကငါ ကောင်းကျိုးဆောင်နိုင်လိမ့်မယ်သူတို့ရအောင်ကြိုးစားတာပဲအဲ့အတွက်တူခက်ခဲကြက်တဲ့ဒီအများကြီးတူဖြတ်သန်းရမယ်သူသိလားမသိဘူးလားသိတယ်ညီမတွေကအဲ့လိုမျိုးဗျာအကုန်သိဆိုပြီးဆရာကြီးတိတ်လို့ချင်ကြတာတကယ်သိလားဆိုတော့မေးလိုက်ရင်မသိဘူးအရှင်ပြားတို့ပြောနေတာဟုတ်တော့မြန်မာတွေရဲ့ညင်ကိုပြောနေတာညင်ကတနေ့ကလုံးဒီတိုင်းဖြစ်နေတာနော်အဲ့ဒါကြောင့်နှုတ်တရားစာသလုံးဆိုရယ်ဆရာသူပါရဂုမြောက်အောင်ဒီပြောရကြာကြာနာနာလေ့လာသင်ယူပါဘုဒ္ဓကေသုစယန္တိပံပရဟထေသုစယန္တနံလေးဗျာ စာအုပ်ထဲကစာကိုစာဆိုတပီတော့အခန်းထဲကသားတွေအကုန်လုံးတပီတော့ပိုင်မှာပေါ့ပိုင်လားမပိုင်ဘူးလားစာအုပ်ဆိုင်စာအုပ်ရိုက်တဲ့ပုံနှိပ်တက်ကလူတွေအကုန်ပိုင်နေမှာပေါ့ကွန်ပျူတာစာစီတဲ့လူတွေရောအကွန်ပျူတာစာစီတဲ့ပုံကိုယ်တွေကိုယ်တိုင်ကစာမဖတ်တော့တချို့အဲ့လူတွေဖြစ်သွားတာနော်ဒါကြောင့်တက်ချင်အသင်ရတယ်ဗျတော်ချင်လေးချင်ဆိုတာအဲ့ဒါပြောတာ တက်ချင်အသင်ရတယ်ရှင်ပြမတက်ချင်ဟိုတက်ချင်ပြီးတော့မသင်မဲနဲ့တော့ရှင်ပြတက်ချင်လို့မရဒါကြောင့်လူစီရအသင်ရအသင်ရဘုန်းကြီးစီရအသင်ရအသင်ရ ဒီပညာရဲ့ကိုတတ်ချင်တယ်ဆိုရင်သင်ရပါတယ်ဗျာเนาะတို့တော့ဒီမှာစာရှင်ပြတို့ကစကားပြောကြရမှာလေဘုန်းကြီးရဲ့တာဝန်6ရက်မကောင်းမြစ်ထားကောင်းရာညွန်လစ်အသည်ဟောကျူးနာဘူးထက်မှန်နတ်ထံတင်ရာမေတ္တာလဲပြူယဟန်မူ6ခုလိုသေးကြ5ခုလုံးကဘာလို့လဲစကားပြောတာမကောင်းမြစ်ထားမကောင်းမြစ်တာမဟုတ်ဘူးနော်မကောင်းမြစ်တာမဟုတ်ဘူး အရေးရလို့တာသာဟုမူရင်းတိုင်းလိုက်မကောင်းမြစ်ထာကောင်းရာထာရာအဲ့ကြမှာကာယံကြီးမကောင်းမြစ်တာဘယ်နဲ့သွားကန်ယူတော့ကာယံယူစရာရှိသေးလားမြစ်တယ်ဆိုတာတားတယ်လို့တိပဲရပြီသားဒါမြန်မာသားမြစ်တယ်ဆိုတာပါတော့တားတာဗျာကံမြစ်တယ်လို့ရှင်းရှင်းစရာတို့ဗျာကြီးတွေပြောတယ်ကံမြစ်တယ်အာဟုကုသကံမဖြစ်အောင်ဆုံးဝပေးတယ်ကံမြစ်တယ်မြစ်တယ်ဆိုတာဘာလို့တောင်းတားတာဒါကြောင့်တားလို့မရအောင်မကောင်းမြစ်ထားလို့ရေးတာသင်္ကေတဆရာတော်ဖျားကြီးနော် မကောင်းမြစ်ထားကောင်းရာထားရာကယံယူတာအသာသမီးချင်းမိဘချင်းကိုကြည်လဲအဲ့လိုပဲမကောင်းမြစ်ထားကောင်းရာညွန်လဲအတက်တင်စီအဲ့ဒါလဲအဲ့မှာထားပဲအခုဒီမှာမကောင်းမြစ်ထားကောင်းရာညွန်လစ်လစ်ဆိုတာလစ်ဟပြတာရွှေအိုးကြီးကိုပြသလိုပဲဆိုတော့ကောင်းရာညွန်လစ်ဆိုတာသုံးမပေးတာလစ်ဟပြဖွင့်ပြပေါ်လွင်အောင်ထင်ရှားအောင်တိတာမြင်တာအောင်ပြောတာလစ်တယ်လို့ပြောတာမြမသားကတော်တော်ကျေတယ်တော့ဗျာနော် မကောင်းညစ်တာကောင်းရာညွန်လစ်အသည့်ဟောကျူးအသည့်ဟောကျူးဆိုတော့အရှင်များတို့တွေ့ကြုံဟောခိုင်းတယ်ဟုတ်လားမဟုတ်ဘူးတဲ့တရားကြီးတွေထက်မနေနဲ့အောင်နဲ့ပြောတာတပတ်လာလဲတာတပတ်လာလဲတာတစ်ခါလာလဲတာမလုံးနဲ့အောင်လို့ပြောတာအသည့်လေးလည်းပြောအောင်နဲ့ဟုတ်လားတရားအသည့်တွေသိတရားတွေမရှိဘူးလားအသည့်ဟောကျူးနာဘူးထက်မှန်တကယ်လေးနေတဲ့ဟာတွေမကင်ရှိပါဘဏ္ဍာခဟောမကင်ရှိပါလို့ဟောလို့ရသစ္စာတွေပါလို့ဟောလို့ရဘယ်ရမှာတော့နာဘူးတဲ့တရားတွေကိုတစ်ခါနဲ့တစ်ခါသဘောပေါက်တာ ပို့ပို့ပြီးတော့သဘောပေါက်သွားဘူးလို့လေအဲ့ဒါကြောင့်ဒါထက်ခါထက်ခါပြောပြရနာဘူးထက်မှာ net ထန်တင်ရာကောင်းတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ရင်တော့ကောင်းတဲ့သုခတိချမ်းသာတွေရောက်မှာပေါ့အဲ့ဒီအဆုံးမတွေပေးစငါးခုလောက်ကဘာလို့อ่ะစကားပြောတာပြောစကားပြောတဲ့ဟောင်းနဲ့ပြောစာနဲ့ပေနဲ့ပြောလို့ပြောချင်တာ